စိတ်တကြတိုင်းနားထောင်ပါဘာအတွက်များတွေးပူနေမှလဲဖိတ်ကူသူမရှိလဲအေးဆေးပေါ့ဘာသူမှမရှိလဲကိုယ့်ဘဝအတွက်ကိုကိုတိုင်းပဲညှိယူရမှာမဟုတ်လားအတွေးတွေဖြောက်ပြီးအလုပ်တစ်ခုသာလုပ်လိုက်ပါတွေးပူတာတွေရော့သွားပါလိမ့်မယ်ဘာသူကများစိတ်တိုင်းမကြဖြစ်နေတာလဲပေါ့ စိတ်တိုင်းမကြဖြစ်တိုင်းဖြစ်တိုင်းစိတ်ရင်းတွေရရနေတာလဲကိုကိုတိုင်းပဲလေကိုစိတ်တိုင်းကြဖို့ဆိုတာကိုစိတ်နဲ့ကိုကိုတောင်မှကိုသဘောဆောင်နေတာမှမဟုတ်တာစိတ်ရင်းလေးတွေချပြီးမေတ္တာသာများများပွားနေလိုက်ပါစိတ်တိုင်းမကြတာတွေနည်းသွားပါလိမ့်မယ်ဘာတွေများအလိုမကျဖြစ်နေတာလဲပေါ့အလိုမကျတာတွေများရင်ငကိုလှတာတွေပါရှားသွားမှာပေါ့ လိုချင်မှုများလေလေအလိုမကျမှုလည်းများလေပဲမဟုတ်လားကျင့်တတ်အောင်နေတတ်တဲ့စိတ်ကလေးသာမွေးမြူပြီးနေလိုက်ပါ အလိုမကျတာတွေပြေးသွားပါလိမ့်မယ်ဘာကြောင့်များစိတ်တက်ကြနေမှလဲပေါ့အကြတကအကြတွေထဲမှာစိတ်တက်ကြတာအဆိုးဆုံးပဲလေစိတ်ကလေးကတကယ်တော့ဖြူပြီးသားမလိုအပ်တဲ့အာယုံတွေမှာဓာတ်တွေကျနေလို့စိတ်ကကျသွားတာ တတိလေးကပ်ပြီးတရားအာရုံလေးနဲ့သာနေကြည့်လိုက်ပါ စိတ်ဓာတ်လေးတွေပြန်တက်လာပါလိမ့်မယ်တေချာတွေးကြည့်တော့ဖြစ်စဉ်တိုင်းမှာအကြောင်းတရားဆိုတာရှိပြီသားအဲ့ဒီအကြောင်းရဲ့အကျိုးဆက်အနေနဲ့ဘဝရဲ့အခြေအနေအပြောင်းအလဲဆိုတာဖြစ်နေကြတာလေအပြောင်းလဲဆိုတာအကောင်းလဲရှိမှာပဲမကောင်းလဲရှိမှာပဲအလိုပဲပြောင်းပြောင်းအကြာကြီးမဟုတ်တာတော့သိကြတယ် အချိန်တစ်ခုကိုတောင့်ခံထားနိုင်ရင်အလုံးကအေးစေးပါပဲ။ချာရှုံးသွားတဲ့သူတွေဟာဒီအပြောင်းလဲအခိုက်အတန့်လေးကို တောင့်မခံနိုင်လို့ဖြစ်ကြတာလေ။တောင့်ခံခိုင်းတာအောင့်ခံနေဖို့မဟုတ်ဘူးเนาะ။ရင်ဆိုင်နိုင်ဖို့နဲ့လက်ခံနိုင်ဖို့ပဲ။တတိမလွတ်ဖို့နဲ့ကုသိုလ်မမေ့ဖို့ပဲအရေးကြီးတယ်။ဘာခက်ခဲပဲကြုံကြုံကုသိုလ်တည်တာအားကိုးရပါ